တာရတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမဲ့ channel ကနေမှထွန်ပြန်နေပြီးကြိုဆိုပါရယ်ဒီနေ့ကတော့ဗတ်မဥဆုံးအနေနဲ့ခွေးဆလန်ခင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အရင်ပြောချင်တယ်ဒါကဘာလဲဆိုတော့မနေ့အကျမသတင်းထဲမှာပြောခဲ့သလိုပဲစစ်ခွေးတွေထုတ်တဲ့ယာယီအပြစ်ခတ်ရဲစဲခြင်းဟာစာရွက်ပေါ်မှာရေးထားတဲ့စာသားပဲဖြစ်တယ်လို့ပြောခဲ့တယ်ဘာကြောင့်မို့ကြွက်ကဒီလိုမျိုးပြောတယ်လဲဆိုတော့ငလင်းတန်းကြောင့်ပြည်သူတွေတင်းနေတယ် ဒုက္ခရောက်နေတယ်ပိတ်မိနေတယ်မျိုးစုံသောဒုက္ခကိုခံစားနေတဲ့ချိန်မှာတရက်မှမနာပဲနဲ့နေရသေးတာအတီးတီးကို အရင်တော့ဘုံကျဲတယ်လို့ပဲသူလိုက်ကျင်းနေတယ်အပရလတရက်နဲ့တုန်းကသူခွက်ခေါက်တောင်းစားနေတဲ့အချိန်မှာကျရတော်လာရဲ့ဒီဘက်ကနေမှအပြစ်ခတ်ရပ်ပေမဲ့သူကလုံးဝမရပ်ပဲနဲ့ပြစ်မဲလို့ပြူသူပြောပြီးသားဖြစ်တယ်ဒါပေမဲ့ဘုံတိုင်းကြီးနေရက်နဲ့မှသူကဒီစာကိုထုတ်လာတယ် ယုံချင်ဆရာမမကောင်းတာထုံနီးတူပဲနေရက်နဲ့မှထုတ်တယ်နေရက်နဲ့မှကြောက်တော့ကချင်ပြင်းတယ်ကိုဘုံအလုံးရေ90လာပြစ်သွားတယ်ဘမောကိုပြစ်တယ်ဝိုင်းမောနဲ့ဒီလက်မြောင်ချားမှလာပြစ်တယ်ဝါရာဇုပ်ကကိုလာပြစ်တယ်ဝါရာဇုပ်ဆိုတာဟာမတ်လဘတ်မပတ်တော်မှာပြီးသူစစ်နဲ့စစ်ခွေးတွေပေါင်းပြီးမှကျတော့ KIADS ခန်းအသေးလေးကိုသူတို့လာတိမ့်ပိုက်သွားတယ် အယုံစာကိုကျွဲတို့ကမတ်လနောက်ဆုံးပတ်မှာကျွဲတို့ပြန်မှတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်။အတော်လေးဂျူထောင်နေတဲ့မင်းစစ်တပ်တို့150ရှိတယ်။တဝက်လောက်ကတည်သွားတယ်။အိုက်ကျန်တဲ့နှပုံထက်တပုံကတန်ရရတယ်။ကြာနာတွေထွက်ပြေးသွားတယ်လို့ကျွန်မပြောခဲ့တယ်။ဆိုတော့အခုကသူတို့ကိုမောင်းထုတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာအိုက်ဝါရာဆုထဲမှာစစ်ခွေးမရှိတော့ဘူး။ဒါကိုစစ်ခွေးတွေကနင့်နင့်ညံ့ညံ့ဘုံလာကျေးသွားတယ်။ဆိုတော့မနေ့က အာဧပြီလ3ရက်နေ့မှာတော့မင်းစေတန်းတို့ကပြန်လာတယ်ပြန်လာပြီမှအဲ့ဝါရာဆုပ်ထဲမှာကပြည်သူတွေမရှိတော့ဘူးပြည်သူတွေထဲကိုထွက်ပြေးသွားကုန်ပြီဆိုတော့အခုမင်းစေတန်းတို့ကအဲ့ဝါရာဆုပ်ကိုပြန်လာပြီမှယူဟာကိုတအိမ်ဝန်တအိမ်ထွက်နေမြှို့ရတယ်ဘလောက်အထိရိုင်းဆိုင်တယ်လဲဧပြီလ2ရက်နေ့မှာပဲကမ်ပက်လက်မှာလည်းလေရင်ဘုံလာကျဲတယ်ဒါကြောင့်မို့လူနေအိမ်နဲ့ဒီအစိုးရရုံးတွေအပါဝင်အားလုံးစုစုပေါင်းအဆောက်အုံ20ထိခိုက် ပျက်စီးသွားခဲ့တယ်။ပြီးလို့ရှိရင်ပြည်သူလူထုတွေလည်းတချို့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရတယ်။ပြီးရင်မနေ့ကဧပြီလ3ရက်နေ့မနေ့မှလည်းကျတော့ဘုံမော်ဘက်မှာဘုံလာကျေးသွားတာဖြစ်တယ်ဆိုတော့ဒါကကျတော့ KIAD ထုတ်ပြန်ထားတဲ့ဒီရရပြစ်ခတ်ရစေးရေထုတ်ပြန်ချက်ထဲမှာပါဝင်တယ် ဒီစစ်ခွေးတွေထုတ်ထားတဲ့အပိုက်လေးကတော့တိုင်ရင်သားဒေါ်လာရဲတွေတာမကနင်းတို့စစ်ခွေးတွေလည်းလိုက်နာရမယ်လို့ပြောတယ်ဒါပေမဲ့ဒီနေ့ဒီအချိန်ထိလိုက်နာမှုလုံးဝမရှိကြောင်းကျွန်တော်တို့သိရတာဖြစ်တယ်ပြီးလို့ရှိရင်အခုဒီကုတ်ခိုင်မှာဒီနေ့မနက်7:45မိနစ်မှာ ရက်ွက်၅ဘက်မှာမြင်းပြင်းပြင်းထန်ထန်လုံကျွမ်းနေတယ်ဆိုတာသိရတယ်ဆိုတော့အခုကျမတို့မြန်မာနိုင်ငံမှာဘေးနေရာမှာအဆင်ပြေနေတယ်လေဆိုတော့တော့မသိဘူးတိအချက်ကကျွန်တော်စစ်ဘေးအကြောင်းเนาะနေရာတကမြင်းရှို့တယ် ဲမိရှို့လို့ယွာလိုက်ယွာလိုက်ပြာကျသွားပြီပြီးလို့ရှင်ဘုံကျဲလို့ပြည်သူလူထုတွေရဲ့အိမ်ဒီယုံဒီဆဲယုံဒီပြက်စီခဲ့ရပြီဆိုတော့အခုကျတော့မြန်မာနိုင်ငံမှာမိလောင်လို့ဖြစ်ခဲ့ပြီးပြီးမနေ့ကလည်းဥတေစာရဲ့ဟိုတယ်ဒီလည်းမီးလောင်တယ်ပြီးလို့ရှိရင်မတ်လ28ရက်စိတ်မန်းဘက်မှာမီးလောင်တယ်အခုကုတ်ခိုင်မှာမီးလောင်တယ်အခုငလျင်ကြောင့်အိမ်နေပြက်စီးသွားခဲ့ရတယ် စစ်ခွေးကိုတောင်အခုကဒေါရမထွက်ချင်တော့ဘူးနော်စစ်ခွေးကိုထောက်ခံနေတဲ့နင်းတို့ဘောမတွေနည်းနည်းပါပါမျက်စိဖွင့်ဖို့လိုအပ်လာပြီဒီလောက်အထိနင်းတို့ဒီစစ်ခွေးထိုင်ခဲ့အချိန်မှာမြန်မာနိုင်ငံဘေးနားမှာငြိမ်းချမ်းနေပါတည်းနင်းတို့စစ်ခွေးတွေကိုထောက်ခံလို့ရတယ်ဒါပေမဲ့တခြားနည်းနဲ့နင်းတို့ထောက်ခံလို့ရတယ်အခုမြန်မာနိုင်ငံမှာဥမာရန်ကုန်မှာဆိုလို့ရှိရင်လေဘေမြို့နယ်မှာ ငင်ငင်တက်တက်နေနေရတယ်လေအခုမန္တလေးမန္တလေးဆိုရင်အခုငလျင်ကြောင့်ပြီးသွားပြီအခုစကိုင်းလန်ဒရာရီကျတော့ပြီးနေပြီဆိုလို့ရှိရင်လည်းဘေးပြီးနေမှာများအဆင်ပြေနေတာကိုနင်တို့မြင်နေလို့ဒီနေ့ခွေးကျဖို့လောက်တာဟာကောင်းတယ်လို့နင်တို့တလောက်ကြီးဘာဖြစ်လို့နင်တို့ထောက်ခံတယ်လို့စကားတခွန်းပြောလိုက်တိုင်းဟာအစိတ်ပင်ကိုရေလောင်းနေတယ်ဆိုတာနင်တို့သိဖို့လိုနေပြီ နော်မြန်မာနိုင်ငံမှာငိမ့်ချတဲ့နေရာမှာတနေရာမှမရှိဘူးတကွက်မှမရှိဘူးယွာတယွာတောင်မရှိဘူးဆိုတော့အခုဒီလောက်အထိဘုံကျဲတိုက်ခိုက်နေတာတောင်မှဒီလောက်ငလီလောက်တဲ့အချိန်လဲစစ်ခွေးတွေလဲလာကြတာလဲမရှိဘူးဒီလောက်အထိ non stop ကြီးဘုံကျဲနေတာတောင်မှစစ်ခွေးကိုထောက်ခံတဲ့ပါတီ29ကတော့ဒီစစ်ခွေးတွေလုတ်တဲ့ ယာယီအပြစ်ခတ်ရက်စေးကိုသဘောတူတယ်ဆိုပြီးမှစာထုတ်လာတယ်။ထောက်ခံတာတင်မကဘူး။ဒီယာယီအပြစ်ခတ်ရက်စေးကနေမှပေါ့နော်။ထောက်ရငင်းချမ်းရေရအောင်လှုပ်ဆောင်နိုင်မယ်လို့သူတို့ကယုံကြည်တယ်လို့ပြောတယ်။ဘေကနဲ့တရက်မပြောနဲ့တဆက်ကန့်တောင်မှဒီနေ့ယာယီအပြစ်ခတ်ရက်စေးပြီးမှနင်းတို့ဘာလုပ်ခဲ့တယ်လဲ။မပြစ်မရက်ခင်တော့ကလည်းနင်းတို့ပြစ်တယ်။အဲနင်းတို့ထုတ်ပြန်တဲ့အဲ့နေ့မှလည်း ကဏီဘက်မှာလဲပုံကျဲတယ်ဆိုတော့ဒီနေ့ဒီလောက်ကြီးလုံနေတာတောင်မှဒီပါတီ29ကထောက်ခံတယ်တဲ့ဩနားတော်မလဲတော့ဘူးဒီခွေးတွေနဲ့သူတို့ပေါင်းဖော်တွေစားတဲ့အစားအသောက်ကလူစားတဲ့သမီးဟင်းလာတော့မသိဘူးလူစားတဲ့အစားအသောက်တော့မဖြစ်နိုင်ဘူးအဲ့လိုပဲပြောချင်တော့တယ် ်ဆိုတော့အခုစစ်ခွေးတွေဘက်ကနေမှတလောက်အထိငလျင်ကြောင်ဒုက္ခရောက်နေတဲ့အချိန်မှာဘုံကျေးတိုက်ခိုက်တာဒီပြီးလို့ရှိရင်ကုညီဖို့ရအတွက်လည်းအကန့်တတ်တဲ့အများကြီးလှုပ်ထားတဲ့အတွက်ကြောင့်အခုစိတ်မကောင်းစရာသတင်းတစ်ခုကအိန္ဒိယကုညီကေဆေရီဒီကတော့ပြန်မယ်လို့ပြောတယ်ဒါကိုပရဟိတကောင်းဆောင်ဖြစ်တဲ့ခေရန်ကနေမှဒီလိုမျိုးထုတ်ဖော်လာတယ်အခုသူတို့ကတော့စကိုင်းကိုတွားကူညီချင်တယ်ဒါပေမဲ့စစ်ခွေးတွေကနေမှဘာအကြောင်းပြချက်မရှိဘဲနဲ့စကိုင်းကိုလုံးဝမတွားခိုင်းဘူး မန်းလေးမှာပဲအသားအစည်းတွေအများကြီးကြားကနေမှဒီဟိုဟာမလို့ရဘူးဒီဟာမလို့ရဘူးမန်းလေးမှာတောင်မှနော်အသားအစည်းတွေအများကြီးရှိတဲ့အတွက်ကြောင့်သူတို့ကနေမှ မလုတ်ချင်တော့ဘူးအာကျတော့ပြည်သူတွေရဲ့ဒုက္ခတွေပြည်စုံမှုတွေကိုစိတ်မကောင်းဘူးပြီးလို့ရှင်တဲ့ဒီအလောင်းအားလုံးကိုထုတ်ပြမှမကူညီနိုင်ခဲ့ဘူးသူတို့လုတ်ချင်တဲ့အတိုင်းပြည်သူလူထုကိုလူသားချင်းစာနာထောက်ထားတဲ့အကျိုးတွေလည်းမလုပ်နိုင်ဘူးစစ်ခွေးတွေရဲ့ဘောင်ထဲမှာပဲလုံနေရတဲ့အတွက်ကြောင့်စိတ်မကောင်းဘူးအားလုံးကိုလည်းတောင်းပါနဲ့ဆိုပြမှသူပြောသွားတယ်ဆိုတော့အခုအိန္ဒိယတွေကတော့ပြန်တော့မယ်ဆိုပြမှပြောသွားတယ် ပြီးလို့ရှိရင်နောက်ဘယ်ဖွဲ့ပြန်မလဲဆိုတာတော့ကျွန်တော်တို့လည်းထပ်ကြည့်တာပေါ့နော်ဒါကြောင့်မို့ပဲအခုစကိုင်းမှာကျွန်တော်ကအချိန်မီမကူညီနိုင်တဲ့အတွက်ကြောင်းမတည်တင့်တဲ့သူတွေတည်သွားကြတယ်ဒါကြောင့်အခုဒီစကိုင်းနဲ့ပတ်သက်ပြီးတော့ ်အခုဂျဇီရာကစကိုင်းကိုရောက်နေတယ်စကိုင်းကပြည်သူလူထုတီကရေဒီကောင်းအောင်ဒီလောက်ပဲရတယ်ပြီးလို့ရှိရင်သူတို့ကတကယ်လိုအပ်တဲ့အခြေခံစားတောက်တောင်မှသူတို့မှအခက်ခဲရှိနေတယ်ဒီနိုင်ငံတကာရဲ့အကူအညီကိုအများကြီးလိုနေတယ်တရုတ်ကဒီချက်ချယ်နေရှမ်းပြည်ဘက်ကနေလာတဲ့ရင်သားကိုစစ်ခွေးတွေကနေမှပြစ်တယ်နေပြည်တော်ကနေထုတ်ပြန်တဲ့ဥစ္စာကတော့ဒါက miscommunication ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ အဲဂျဇီရာကဘာပြောလဲဆိုတော့ဒါဟာလုံခြုံမှုမရှိခြင်းကို ပြသစေတယ်လို့ပြောတယ်အခုဒီစကိုင်းမှာကိုညီကေဆေရဲ့ဒီသူတို့အတွက်လိုအပ်တဲ့ပစ္စည်းတွေအင်မတန်မှအရေးကြီးနေတယ်လိုအပ်နေတယ်ဆိုတဲ့အကြောင်းကိုကဘာတိအောင်ပြောသွားခဲ့တယ်ဆိုတော့ဒီလိုမျိုးလုံခြုံရေးဒီကေဆေရဲ့ဒီကစကိုင်းဘက်ကိုကောင်းကောင်းမလာနိုင်တဲ့အခါမှာဘာဖြစ်နေသလဲဆိုတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကို ကြည့်ရအောင်နော်ဟုတ်ကဲ့အလောင်းတစ်လောင်းကျန်နေသေးတယ်ဆရာလေးလောင်းထောက်ပါသေးတယ်ထောက်က85သိန်းတောင်းလားနှစ်ပါးတစ်ပါးတော့ကဲပြီးသွားပြီဒီမှာတစ်ပါးကျန်နေ85သိန်းကိုနေမင်းတို့ကပေးသွားတာအော်အဲ85သိန်းတောင်းလားလား85သိန်းပေးလိုက်ရတာလေအော်85သိန်းပေးလိုက်ရတာလေဟုတ်အော်အဲ့တော့အဲ့နေရာလေးပဲထုတ်ပေးပါဦးอืมลองๆ75ตีนเนี่ยถอดออกมาอะคือที่สกายไตวาชัจเจยัวก็ที่เมติละရှင်จ้องก็แหละ ငလင်ထဲမှာပါသွားတယ်ငလင်ထဲမှာပါသွားတဲ့အထက်မှာဒီမတီလာရှင်ဘယ်နှယောက်တေသွားသလဲဆိုတော့သူတို့မပြောဘူးဒါပေမဲ့အဲ့မှာအလောင်းနှလောင်းရှိတယ်တလောင်းကိုတော့ထုတ်ပြီးပြီနောက်တလောင်းကိုသူတို့ကထုတ်ရမယ်အလောင်းကိုထုတ်ဖို့ရန်အတွက်တလောင်းကို85သိန်းပေးရတယ်လို့အခုကျမတို့ဒီဗီဒီယိုထဲမှာကြားရတဲ့အတိုင်းပဲထုတ်တာတောင်မှအပြင်ကိုပဲဒီတိုင်းပဲထုတ်ပေးမယ်တခြားဘာမှလုပ်ပေးမှာမဟုတ်ဘူးဒါကိုအလောင်းတလောင်းထုတ်လို့ရှိရင်85သိန်းပေးရတယ်တကယ်လို့ဒါဒီဘက်ကိုကေဆေးရဲတွေလာလို့ရှိရင် တပြားတစ်ချက်မှလည်းပေးဆံမလို့ဘူးပြုလို့ရှိရင်လည်းအချိန်မီတာကေဆေရဲ့အဖွက်ကနေလာတယ်ဆိုလို့ရှိရင်မီတယ်ဆိုလို့ရှိရင်ဒီမေတီလာရှင်တယ်လေတေချင်မှလည်းတေမယ်ဆိုတော့အခုတေသွားပြီ တေးသွားပေမဲ့လည်းပဲအခုအချိန်ထိနိုင်ငံခြားကလာတဲ့ဘေးအဖွဲအစည်းအကူအညီမှဒီဘက်ကမရောက်လာတဲ့အတွက်ကြောင့်အခုတို့ကတော့တို့ကိုယ်တိုင်မလုံနိုင်တဲ့အတွက်ကြောင့်သူများကိုခေါ်ရမယ်ခေါ်တဲ့အခါမှာ85သိန်းနဲ့ဒီ85သိန်းဆိုတာဟာနားထောင်ရင်သာပေါ့ပေါ့တန်တန်ဖြစ်ပေမဲ့အခြေခံလူဒန်းစားတွေအတွက်ကတော့85သိန်းဆိုတာကိုခွန်အားရှိတဲ့အချိန်ကနေမှရှာစားခဲ့တဲ့ပတ်စံဟာ တည်တဲ့အချိန်ထိ85သိန်းဆိုတာရချင်မှရမယ်เนาะဆိုတော့ဒီနေ့စစ်ခွေးတွေကဘယ်နေရာမှာကုညီနေတယ်လဲ ပြီးလို့ရှိရင်အခုဘောမတွေနင်းတို့ကိုငါပြောချင်တယ်နင်းတို့အမြဲတမ်းပြောတယ်အခုဒုက္ခရောက်တိုင်းတတ်မတော်ဒီလုတ်တယ်ရေကြီးတုံးကလည်းတတ်မတော်ဒီကဲ့တင်တယ်အခုဒီငလျင်မှာလည်းတတ်မတော်ဒီလုတ်တယ်ဒါကြောင့်မို့တတ်မတော်ကိုယုံကြည်ရတယ်ကျတော့ပြည်သူဒီဒုက္ခရောက်တိုင်းတတ်မတော်တွေရှိတယ်လို့ပြောတဲ့ခါမှာအခုဒီမန္တလေးဒီမှာပြည်သူဒီပိတ်မိနေတဲ့ဥစ္စာပြည်သူဒီဖိပြီးမှအသက်ဆုံးသွားတဲ့ဥစ္စာရှင်နေတဲ့သူတွေနင်းတို့ဘယ်နေရောက်ကိုထုတ်နိုင်ခဲ့တယ်လဲဘသူနဲ့လက်တွဲပြီးမှနင်းတို့ မြေပြင်မှာလုံနေတယ်လေเนาะမနေ့က April 3ရက်နေ့မနေ့မှာပဲဘုကိုတိုင်းတောင်ကုန်မြို့ရဲ့အနောက်ဘက်မှာ3သတ္တမနှစ် ရှိတဲ့ငလျင်တစ်ခုပြန်လုတ်သွားတယ်ဆိုတာသိရတယ်ဆိုတော့ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာမတ်လ28ရက်ကနေမှဧပြီလ3ရက်နေ့အထိကငလျင်အကြီးအငယ်ပေါင်း64ခါလှုပ်ရှားသွားပြီဆိုပြီးမှမိုးလေဝသဌာနကနေမှထုတ်ပြန်ထားတာကိုသိရှိရတယ်ပတ်မဖြစ်တဲ့နေ့ဆိုလို့ရှိရင်အားလုံးကတော့မန်လေးမန်လေးပေါ့နော်စကိုင်းကိုနည်းနည်းလေးမေ့နေကြတယ် ဆိုတော့အခုစကိုင်းမှာကအချိန်မီမကဲတင်နိုင်တဲ့သူတွေအများကြီးရှိတယ်ပြီးလို့ရှိရင်ကဲတင်ဖို့ရန်အတွက်အကူအညီသွားတဲ့လူတွေကိုလည်းစစ်ခွေးတွေဘက်ကနေမှပိတ်ပင်တာတွေရှိတယ်ပြီးလို့ရှိရင်အခုဒီနိုင်ငံတကာကကူညီလာတဲ့ဥစ္စာတွေတဝက်ကတော့ဒီမန်လေးမှာလို့ပါတဝက်ကတော့စကိုင်းကိုသွားပါဆိုပြီးမှဒါမျိုးလုံးဝမလုပ်ဘူးเนาะပြီးလို့ရှိရင်အဲ့ဘက်ကိုလည်းစစ်ခွေးတွေကလည်းမသွားရဲဘူး ။ဘာကြောင့်လဲဆိုစကိုင်းမြို့ရဲ့အနောက်ဘက်ဒီအားလုံးကတော့တော်လာရေးတွေရှိတဲ့အတွက်ကြောင့်ပြည်နိုင်ငံတကာကအကူအညီတွေလည်းနေရခွဲပြီးမှပို့ခြင်းမရှိဘူး။ဒါကြောင့်မို့စကိုင်းကတော့တနားဆရာရန်ကောင်းပါတယ်။အသက်ရှင်ပြီးမှကဲထုတ်တဲ့သူတွေကနေပြီးမှအသက်ပေးဆက်လိုက်ရတဲ့ပြည်သူတွေကများနေတယ်ဆိုတော့ကိုတွေ့ရတယ်။အခုကျမနဘဲမှာမြင်ရတယ်နော်။ဖခင်ကအုတ်နေခဲတွေကိုလိုက်ကောက်တဲ့အဥ္စာကိုနင်းတို့ကကေစီရဲ့အလုပ်ကိုလုပ်နေတယ်လို့ပြောသလား။ နင်တို့ကတာလူဒီကိုကဲချင်တယ်ဆိုလို့ရှိရင်အခုလက်သွဲပြီးမှလုံမှာပဲနင်တို့စစ်ခွေးတွေအများကြီးရှိတာပဲလေဘာကြောင့်မထွက်လာတယ်လဲတကယ်လို့တာစစ်ခွေးတွေအဲ့ဘက်ကိုတော့ကူညီခဲ့တယ်ဆိုလို့ရှိရင်တော့ပြည်သူတွေကအတဲပြောက်တယ်ဒီလောက်ကြီးပေါများနေမှာမဟုတ်ဘူးပြီးလို့ရှိရင်အခုစကိုင်းနေမှာလည်းအနံ့ဆိုးတွေရမ်းထွက်လာတဲ့အတွက်ကြောင့်တချို့ဆိုလို့ရှိရင်141ရောင်တွေဖြစ်နေတယ်လို့ပြောတယ်တကယ်လို့တာအာဒီစကားဟာမန်ကန်ခဲ့တယ်ဆိုလို့ရှိရင်တော့ ။ကိုညီတဲ့သူအတွက်လည်းအရန်ဒုက္ခဖြစ်တယ်လို့ကျွန်တော်မြန်မာတနိုင်ငံတို့ပြန်သွားမှာဖြစ်တယ်။တကယ်လို့ဒါဒီ one show yoga ဒီတာဖြစ်ခဲ့တယ်ဆိုလို့ရှင်တော့ကျွန်တော်မြန်မာနိုင်ငံအတွက်လွယ်တော့မလွယ်တော့ဘူး။ဘာကြောင့်လဲဆိုတော့စစ်ခွေးတွေကအုံအောင်မရှိဘူး။ဥပမာပြောမယ်ဆိုလို့ရှိရင် ဒီ covid-19 တုန်းကလူတွေဖျားတဲ့အခါမှာအောက်ဆီဂျင်ကိုပို့ထုတ်လုပ်နိုင်အောင်ဆိုပြီးမှဒီ plan ကိုသူမလုပ်ဘူးတကြိုဆက်ထဲမှာလူပဲယောက်တစ်နှစ်ကိုလူ3000နီးပါးထိတောင်တကြိုနိုင်အောင်ဆိုပြီးမှတကြိုဆက်ကိုလုပ်တယ်တဲ့ကဲစဉ်းစားကြည့် လူတွေအသက်ရှင်အောင်သူမလုပ်ဘူးတည်တဲ့သူတွေကိုဘယ်လိုလုပ်မလဲဆိုတာကိုပဲသူစဉ်းစားတယ်လူစဉ်းစားတယ်လို့သူတို့မစဉ်းစားဘူးတိရစ္ဆာန်စဉ်းစားတယ်လို့စဉ်းစားတယ်အခုနိုင်ငံသားကလာခဲ့တဲ့ခွေးတွေကိုကြည့်လိုက်ဒုက္ခရောက်နေတဲ့ပြည်သူတွေအများကြီးကိုသူတို့ကယ်တင်နိုင်တယ်ဆိုတော့ခွေးချဘူးနဲ့အတူသူ့ရဲ့အပေါင်းဖော်တွေကစိုးဝင်းဆိုတာတွေအလုံးအခုနိုင်ငံသားလာတဲ့ခွေးရဲ့အဆင့်တောင်မှသူတို့ရှိသလားဆိုတော့သူတို့ကိုသူတို့စဉ်းစားရမယ်ဒီခွေးတွေကလူတွေကိုကယ်တင်ခဲ့တယ် ခွေးကျဖို့ကဲတင်ခဲ့တဲ့ဥစ္စာဆိုဝင်းကဲတင်ခဲ့တဲ့ဥစ္စာရှိသလားစဉ်းစားကြည့်ကြပြီးရင်အခုကြွားတော့နောက်တင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးနားထောင်ကြည့်ရအောင်နော်ကျောင်းမနက်လေးလေးခါရင်းအာခွင့်မပြုပါကြောင်းနဲ့ယာယီလေးခါနိုင်ရန်ကုသိုလ်တော်ဘုရားဘုရင်ယာယီကျဲအလုံးစစ်စဲဒီလေးသာသနာတော်ကိုတော်လာနေအောင်လို့ကျောင်းကိုပြန်လာရအောင် မန္တလေးကျုံနာမှာပြည်သူတွေကနေမှတေးထိုးပြီးမှနင်းနေတယ်။ဒါကိုအခုကျုံမှာမနေရဘူးဆိုပြီးမှသူတို့လော့စပီကာနဲ့လိုက်អော်တယ်။ကုတူတော်ဖျားဘေးနာမှာယာယီတဲ့အလုံး80ဆောက်ထားတယ်။အဲ့ဘက်ကိုပြောင်းနေကြပါလို့ပြောတယ်။ဆိုတော့အခုကျုံနာမှာရှိတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေကအိမ်ထောင်80ပဲရှိလို့နင်းတို့ကတေး80ပဲထိုးထားသလား။ဒီလိုမျိုးလော့စပီကာနဲ့လိုက်អော်နေတဲ့ဥစ္စာကို စုခွေဘောမတွေကဘာပြန်ပြောတယ်လဲကျမတို့ဗီဒီယိုတော်တော်လေးထပ်ပြီးမှနားထောင်ကြည့်အောင်နော်မန္တလေးကျောင်းပတ်လည်းမှာကတန့်နေထိုးပြီးတော့လောဆယ်ယာယီနေဖို့လုပ်ထားတဲ့ကိစ္စရှိတယ်အဲ့ဒါကိုအခုဖွာတယ်မီဒီယာတွေဘလို့ဖွာလဲဆိုတော့အဲ့တန့်နေထိုးတာကိုရွှေ့ရမယ်ဖယ်ခိုင်းမယ်ဆိုပြီးတော့လောဆယ်ကလည်း light on နေတယ်တန့်နေထိုးတာတန့်နေဖယ်ရမယ်ရွှေ့ရမယ် on တယ်ဆိုပြီးပြောတယ်တန့်နေမဖယ်ခိုင်းဘူးမဖယ်လို့လည်းကုညံ့နေတိရှိသေးတယ်မနေ့ကလည်းရှိအောင်မှာတပတ်ကလည်းရှိအောင်မှာ အခုဒါကမဖြစ်နိုင်ဘူးတဲ့မီဒီယာကနေမှဖွာတဲ့ကိစ္စဖြစ်တယ်လို့ပြောတယ်ဒါကကျမတို့တော်လာရဲတွေဖွာတာလားတကယ်မြေပြင်မှာဖြစ်နေသလားနော်ဆိုတော့ဒီလိုစပီကာတွေကိုလည်းပဲအခုနင်းတို့က AI နဲ့လုပ်တယ်လို့ပြောချင်တလားစကားထဲမှာတောင်းမလေဒီစခွေးတွေကဘာနဲ့နိုင်ရှင်ရမှမတည်ဘူးခွေးတွေတဲလို့ရှင်လဲခွေးချင်းချင်းကငိုကြက်တယ်အခုလူတွေကိုကဲတင်တယ်မျိုးစုံတော့နေရမှာခွေးတွေကအသုံးပြုလို့ရပေမဲ့ ဒီနေ့ကျွန်တော်တို့ခွေးခွေးလို့ပြောနေတဲ့ဒီခွေးကျပုဒီကတော့ဘယ်နေရာမှာတုံးစားလို့မရဘူးဆိုတော့ခွေးလို့ခေါ်ရလောက်အောင်လေခွေးတော့တောင်အတိညာကမရှိ ခွေးနဲ့မနိုင်ရင်လည်းဘာတရိဆန်နဲ့နိုင်ရမှတောင်မသိတဲ့အဲခွေးတွေကအခုမြန်မာနိုင်ငံမှာနေရယူနေကြတယ်ကြောက်ဗီဒီယိုတိုတိုလေးသဘုတ်ကိုထပ်ပြမတင်ပေးမယ်နားထောင်ကြည့်ရအောင်နော်အဲ့ဒီဖြစ်စဉ်ကခုနပြောသလို PDF တွေလူလာတွေဘာရင်ညာရင်မဟုတ်ဘူးဗျ အဲမီးရရှင်ဆိုတဲ့ဆရာတော်ဟာတဲ့နော်သူ့ရဲ့တပည့်တပန်းနေရှိတယ်အဲ့ဆရာတော်ကိုစောက်ချောက်တဲ့တနက်ကိုင်းနဲ့ပြည်သူစစ်လိုမျိုးပေါ့ဗျာတနက်ကိုင်းနဲ့အဖွဲ့လေးရှိတယ်အဲ့အဖွဲ့တွေကတာလီစွာဆိုတဲ့ဘက်ကိုသွားလှူတယ်တဲ့လှူပြီးတော့အပြန်မှာတာလီစွာရက်ကွက်မှာရှိတဲ့၃ဘိန်းဆိုင်ကဲလို့ခေါ်မလားပေါ့နော်အဲ့အဲ့ဒီကနေသွားပြီးတော့ကားချင်းပုတ်တိုက်မိတယ်ဖြစ်ပုံရတယ်၃ဘိန်းသမားလည်းအဲ့ရက်ကွက်ကလူဆိုတော့အဲ့ရက်ကွက်ကလူတွေနဲ့အဲ့ဖုန်းကြီးနဲ့ပါတဲ့လူတွေကြားမှာထစကားများကြရင်နဲ့ဖုန်းကြီးကိုစောက်ချောက်ဖို့ဆိုပြီးပါလာတဲ့လက်နက်ကိုင်းထားတဲ့ဒီပြည်သူစစ်လိုအဖွဲ့ကတနက်ကိုငိုးပေါ်ထောင်ဖောက်ပြီးတော့ လူစုခွဲလိုက်တဲ့သဘောလို့ကျွန်တော်သိရတယ်။အခုဒီဗီဒီယိုထဲမှာမနေ့ကအမရပူရဘက်မှာရုပ်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 ဖြစ်သွားတယ်။တချို့ကျတော့လေဒီပစ္စည်းတွေလာဝယ်တဲ့ဥစ္စာအဆင်မပြေလို့ရိုက်ကြတယ်လို့ပြောတယ်။တချို့ကျတော့လေ PDF တွေကိုအပြစ်ရှာကြတယ်။မျိုးစုံတော့ပေါ်လို့ရိုက်နေတယ်။ဒါပေမဲ့ဘသူရဲ့စကားကပါမမှန်ဘူး။အခုဘောမှာပြောထားတဲ့ထဲမှာဘာပြောလဲဆိုတော့ဖုန်းကြီးကတော့ အဲသူ့ကိုလုံခြုံရေးပေးထားတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဒီဘက်ကိုလာတယ်။လာတဲ့အချိန်မှာသူတို့ကားနဲ့ဘေးသွေးဆိုင်ကချစ်မိတယ်ဆိုတော့အဲ့မှာစကားများကြတယ်။ဖုန်းကြီးရဲ့ကိုရန်တော်တွေဖြစ်တဲ့လက်နက်ကိုင်ဒီဘက်ကနေမှတနတ်တစ်ချက်ဖောက်လိုက်တယ်လို့ပြောတယ်။ဆိုတော့ တကယ်လို့သားဒီဖုန်းကြီးကြီးဟာတမာတမတ်ရှိတယ်ဆိုလို့ရှိရင်လက်နဲ့ကင်တဲ့သူတွေကဖုန်းကြီးကိုလုံးချုံရေးပေးဆရာလို့တလားကျွန်တော်ခရစ်ယာန်တွေလည်းဖုန်းကြီးကိုတတ်မှာမဟုတ်ဘူးမွတ်စလင်တွေရောဟိန္ဒူတွေရောဘုဒ္ဓမာတတ်မှာမဟုတ်ဘူးစစ်မှန်သောဗုဒ္ဓဘာသာတွေလည်းဘယ်ဖုန်းကြီးတွေကိုတတ်မှာမဟုတ်ဘူးဆိုတော့ကိုယုံကြည်ထားတဲ့ကိုဖျားလို့တတ်မှတ်ထားတဲ့ဖုန်းကြီးကိုဘုသူတတ်မှာလဲတကယ်လို့သားသူအမှန်ဘက်ကနေရက်တယ်ဆိုလို့ရှိရင်ဖုန်းကြီးကလက်နဲ့ကင်တဲ့တပ်ဖွဲ့တွေနဲ့ ဟိုဘက်တော့ဒီဘက်တော့တွားတွားရအောင်သူကပါလေသူကအာနာရှင်လားဒါမှမဟုတ်သူကစစ်ဘူလားဒါမှမဟုတ်သူကဘယင်မို့လို့အခုသူကဒီလိုမျိုးလက်နက်ကင်တီရဲ့လုံခြုံရေးပေးပြီးမှတွားရလောက်အောင်သူကဘယ်စစ်မှရှိတယ်လဲ တကယ်လို့ဒါဒီဖုန်းကြီးကဗုဒ္ဓဘာသာအကြောင်းတွေပြောပြီးမှတရားတွေကောင်းကောင်းလေးပြောတယ်ဆိုလို့ရှင်ဒီဖုန်းကြီးရဲ့အတက်ကကြောက်ရမ်းမလို့ဘူးဘယ်လက်နဲ့ကင်ကောမှသူ့အတွက် လုံခြုံရေးကိုလုတ်ပေးရမ်းမလို့ဘူးဒါပေမဲ့ဖုန်းကြီးကတော့လက်နဲ့ကင်တွေနဲ့လုံခြုံရေးနဲ့အပြည့်နဲ့သွားတယ်ဆိုတော့စဉ်းစားဆရာကောင်းတယ်အခုနင်းတို့ရဲ့စစ်ခွေးတွေရဲ့ဘောမှဖုန်းကြီးတူကိုပဲကြည့်ဝါတဝဆိုလို့ရှင်လမ်းပြီးသူ့ခွေးတွေနဲ့နေတယ်ငပောက်ဆိုလို့ရှင်လည်းပဲသူနည်း၎င်းပဲဆဲယုံကိုအလူသွားပေးတာတောင်မှလိန်ပန်းကင်ပေးတဲ့သူ ူကတုံးပွင့်ဘူးပြည်သူတွေအားလုံးစမ်းမပြေရှင်းကြပါစေ